ကျောင်းတိုင်ဆရာတော်တော်ကသူ့ရဲ့တိတ်ကျောင်းဟန်းတိုင်ကမှပေါ့နော်သူ့တိုင်ကမှအရင်ကြီးကိုဒါနဲ့ခုတ်တက်ခဲ့တဲ့အမှုဖြစ်သွားခဲ့ပါတယ် မေလ21ရက်နေ့မှာဖြစ်ပွားခဲ့တာပေါ့နော်ဒီတက္ကမကဆိုရင်အသက်53နှစ်ရှိပြီဖြစ်ပါတယ်ဒီเจ้าမဆိုရင်เจ้าနေလည်းလူသားတို့မျိုးဒီဆရာဟိုပါပေါ့နော်ဖုန်ချီးပေါ့နော်စီးဖို့ကားတွေအားစသူ့ရဲ့ကွန်ပျူတာဖြစ်ပါတယ်တမိသားစုတော့လည်းကိုးပဲတယ်သူ့ရဲ့အမေကဆိုရင်ဒီဖုန်ချီးရဲ့မိတော်နဲ့အတူတူပေါ့နော်အတရားချင်းချင်မို့ဆိုပြီးအဲ့ဒီเจ้าမပဲနေပါတယ်ပြီးတော့အတူတူနေဆိုရင်လည်းအဲ့ဒီเจ้าမပဲကိုညိုပေးထားတာဖြစ်ပါတယ်ဒီဖြစ်ပေါ်ခဲ့တဲ့နေ့မနက် ကတော့နော်10နာရီလောက်မှာ तू က ဒီမှာလာပြီးတော့တရားကျင့်ကြံနေတဲ့အမင်ဖြစ်တဲ့သူကမကျမ်းမလို့ဆိုပြီးတော့လိန်ခေါ်တယ်ပေါ့နော်အဲ့ဒီနေ့မှာပဲသူကအကြံစီနဲ့ဒီကိုရင်လေးတွေပေါ့နော်အเจ้าမရှိတဲ့သူတွေကိုအဲဆုံးခံထွက်ခိုင်းလိုက်တယ်ပြီးတော့ဒီမဲ့အမင်တွေကိုလည်းပေါ့နော်သူကတင်ငန်းချော်ဆိုပြီးတခြားကိုလွှတ်လိုက်တယ်လို့အဲသိရတယ်ပေါ့နော်အဲ့လိုဖြစ်ပြီးအခါကျတော့အာဒီတခါမကိုဒီရေချိုးခန်းမှာပေါ့နော်အာရမပြုခြင်းကိုစူးစမ်းခဲ့တာပေါ့နော်အဲ့အချိန်မှာဒီခါမကလည်းရုံးရင်းဆန်ခတ်တွေဖြစ်ပြီးတော့ထွက်ပြေးတာထွက်ပြေးတာကိုသူကအဲ့ဒီ အဲ့မှာမှရှိရဒါနဲ့သူလိုက်တာပေါ့နော်လိုက်ပြီးရခါကျတော့ခုတ်တပ်လိုက်တာပါခုတ်တပ်ပြီးရခါကျတော့ထွက်ပြေးသွားပါတယ်ထွက်ပြေးသွားတာကို15မိုင်ဖျားမှာပြန်ပြီးတော့ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်အဲ့တော့ဒါကတော့ဟိုတက္ကမဘက်ကဆိုရင်လည်းဒါကတာသနာကိုဆောင်ရွက်တဲ့အနေနဲ့ပေါ့နော်လှူဒန်းနေတာပေါ့နော်ဒါပေမဲ့တစ်ဖက်စိတ်ကိုမသိရအောင်ဆိုတော့တစ်ဖက်ကကြတော့လေဒီလှူဒန်းနိုင်တဲ့အပေါ်မှာตายရပြီးတော့ ဘလိုတွေရှိတာလဲပေါ့နော်ဒီလိုမျိုးတွေပဲဖြစ်သွားတာလားဆိုတော့တာဝနာတော့လည်းမကောင်းတဲ့လိုမျိုးမင်းကလေးတွေရလုံချုံမှုတော့လည်းကြောက်ဖို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ယုံကြည်မှုမဟုတ်ခဲ့ဘူးပေါ့နော်အဲ့ဒီအရာလေးလည်းခရုစိုက်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုရင် တကယ်ဘောနော်ဒီမြန်မာမှာမဟုတ်နိုင်ငံတကာမှာလည်းဒီလိုမျိုးတစ်ခါတလေကြရင်အဲဒီလိုတော်ရွာတွေဘက်ကအမှုငယ်တွေပါရဖြစ်ကြတဲ့အချိန်မှာကြည်လာလို့ရှိရင်ယုံကြည်တဲ့ဘာသာရေးဆရာတွေဖုံချင်းတွေဒီလိုမျိုးတွေကလည်းအဲဒီလိုမျိုးတွေမဟုတ်တာတွေလောက်ကြတာရှိတယ်ပေါ့နော်အဲ့တော့ဒီမဟုတ်တာတွေလောက်တဲ့သူတွေအတွက်နဲ့ပဲဒီဟာတွေကိုအလုံးပေါ့နော်တကယ် မှန်ကန်တဲ့ဆရာတော်တွေကိုမျိုးကြည့်ကြတော့တာမျိုးတွေတော့မဖြစ်ရဘူးဆိုပေမဲ့လည်းအကုန်လုံးကိုအွန်လိုင်းလေးနဲ့ပညာသားပါပါတတိရှိရှိ ပုံပေါ်ယူကြည့်ကြဖို့လည်းလိုအပ်ပါတယ်